စစ်ကောင်စီတပ်ကစကိုင်းတိုင်းနဲ့ကကာကွယ်တပ်ဖွဲ့တွေစုံမုံမှုများတဲ့မြို့နယ်တွေကိုစစ်ကြောင်းထုတ်တာနဲ့အင်အားဖြစ်တင်တာတွေလုံဆောင်နေတယ်လို့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောကြားပါတယ်။တိတိသတင်းပေးပို့ထားပါတယ်ခင်ဗျာ။စကိုင်းတိုင်းဝက်လက်မြို့နယ်ကိုလည်းအော်တိုဘာလ26ရက်နေ့ကရွှေဘုံမြို့ပေါ်ကအင်အား200ဝန်းကျင်ပါတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကြောင်းထိုးနေပါတယ်။အော်တိုဘာလ2ရက်နေ့မှာပထမစစ်ကြောင်းကတက္ကနန်းရွာနီးမှာကာကွယ်ရေးတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပေမဲ့ထိခိုက်မှုအသေးစိတ်ကိုတော့မသိရှိရသေးပါဘူးဒုတိယစစ်ကြောင်းကရွာစင်လှက်လည်နေကတော်လိုင်းရင်တပ်ဖွဲ့ရင်းနဲ့တိုက်ပွဲဖြစ်ပွားပြီးဇီးရောရွာကပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်လက်ရှိမှာအဲ့ဒီစစ်ကြောင်းကလှဲဦးကြီးရွာထဲရောက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ဒါဆိုရင်ချင်းနေရတော့သူတို့ခွေးတွေတက်ပြီးလှုပ်ရှားမှုပဲပြုလုပ်နေတယ်ဗျအခုကျွန်တော်တို့တော်လိုင်းရဲပေါ်ရတဲ့ မဝိုင်းနေတော့လည်းဝိုင်းတာလေဒါပေမဲ့ဆုတ်လိုက်ပါတိုက်လိုက်ဆုတ်လိုက်ပုံရတယ်အဲ့ဒါမျိုးပေါ့သူလုံးလုံးနဲ့သူတို့ကသူတို့ရဲ့ဘယ်လိုပဲဘာဘာကြီးကခိုင်းနေတယ်ခုဓာတ်တွန်းလုပ်နေတဲ့ခါကျတော့သူတို့ကစီကြောင်းအင်အားများတဲ့ကကြောင်းနဲ့နဲ့ကြောင်းနဲ့ပေါ့ပေါ့ဝါတွေကအင်အားများတဲ့ကဆုတ်ဖို့ပေးရတယ်ဗျဆလင်းကြီးမြို့နယ်မှာလည်းအော်တိုဘလာ16ရက်နေ့ကစပြီးဝမ်ပောင်ကျင်းနီစီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့မုံရွာဘက်ကလာတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းထုံနေကြတာပါစစ်ကြောင်းကြောင့်ပြည်သူ16000နီးပါးလဲစစ်ပေးရှောင်နေကြရတာနှစ်ပတ်နီးပါးရှိပြီး လက်ရှိမှာဝန်ပင်းရွာနဲ့ပလောင်ရွာမှာစစ်ကောင်စီတပ်သားတွေအထိုင်ချထားတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဝန်ပင်းရွာရဲ့ပလောင်ရွာရဲ့အဲ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 လည်းလည်းလည်းဒီလိုရှောက်ပြစ်တာတွေရောရှိတယ်။အဲ့မှာရှောက်ပြစ်တော့ပြည်သူတွေကမနေလည်းဦးဖြစ်တာပေါ့။လောလောဆယ်တော့ထိတိမမရှိဘူး။ဟာဆယ်တဲ့ရွာတုန်းကတော့ထိတိမရှိတယ်။အဲဝမင်းနဲ့ပလောင်မှာတော့ထိတိမမရှိတော့။စကိုင်းတိုင်း၆ဦးမြို့တောင်ဘက်အထွတ်မန္တလေး၆ဦးမုံရွာလမ်းနဲ့ မုံရွာ6ဦးပခုတ်ကူလမ်းဆောင်မှာအထိုင်ချစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကနိုဝင်ဘာလ2ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က၄ရောက်တေဆုံးပြီးတော်လိုင်းဘက်က၁ရောက်ကြာဆုံးခဲ့တယ်လို့စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူ၂ရောက်တေဆုံးခဲ့ပါတယ်မုံရွာမန္တလေးလမ်းမိုက်မှာလည်းစစ်ကောင်စီတပ်သားတွေကခီးသွွားကားတွေကိုရက်ခိုင်းပြီးကားတွေကိုအကာအကွယ်ပြုကသွားလောင်မှုတွေလှုပ်ဆောင်နေရလို့ခရီးသည်တွေကပြောကြပါဗျ။ချောင်းဥမြို့ပေါ်မှာလည်းအထိုင်ချစခန်းတွေက စစ်ကောင်စီတပ်သားတွေအင်အားသုံးပြီးမြို့နယ်တဝိုင်းလှုပ်ရှားမှုတွေပိုလှုပ်ဆောင်နေတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျာကျွန်တော်တို့ပုံမှန်လှုပ်ရှားရင်ထွေဦးတွေကပဲလှုပ်ရှားပြီးတော့အဲ့လိုမဟုတ်တော့ကြတယ်ထုံးလုံးအင်အားတွေနဲ့အင်အားသုံးပြီးလှုပ်ရှားတာကအင်းဆုံးတော့မြပလဲရှိမယ်ဟုတ်ပါအရှံရှိမယ်ထောင်းမြို့တွေထိုင်နေကုန်ပေါ့လေးရလောက်ရှိအခုမှလှုပ်ရှားပုံမှန်လှုပ်ရှားမှုလုပ်တဲ့ခါတိုင်းအင်အားသုံးပြီးလှုပ်ရှားတာပုံမှန်သုံးနေကြအင်အားပိုသုံးပြီးလှုပ်ရှားတာစစ်ကောင်စီတပ်ကကျင်းပမဲ့ရွေးကောက်ပွဲနီးလာတဲ့အမျှစကိုင်းတိုင်းတွေကိုစစ်အင်အားဖြည့်ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေရလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျာ။ကျမတီရီပါ။